ဘရာဇီးလီရေစင်အသင်းနည်းပြအန်ဆယ်လော်တီကနာမည်ကျော်တိုက်စစ်ကစားသမားနေမှာအကောင်းဆုံးပုံစံပြင်ရရှိဖို့မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်။နေမှာဟာဘရာဇီးအသင်းရဲ့သမိုင်းတလျှောက်ဂိုးအများဆုံးသွင်းယူထားတဲ့ကစားသမားဖြစ်ပေမဲ့ ။လက်ရှိအချိန်မှာအန်ဆယ်လော်တီကအသင်းရဲ့လူစည်းရင်းနဲ့ထည့်သွင်းရွေးချယ်ထားခြင်းမရှိပါဘူး။နေမာဟာဆန်တိုးစ်အသင်းမှာလည်းခြေစွမ်းပြနိုင်မှုရုံးကန်နေရတာကြောင့်2026ကမ္ဘာဖလားပြိုင်ပွဲမှာဘရာဇီးအသင်းအတွက်ကစားခွင့်ရဖို့မလွယ်ကူဘူးဆိုတဲ့သုံးသပ်မှုတွေလည်းရှိနေပါသေးတယ်။သတင်းသမားတအုပ်ကနေမာအကြောင်းမေးခွန်းထုတ်ရင်စိတ်အနှောက်အယှက်ဖြစ်နိုင်သလားဆိုတဲ့မေးမြန်းမှုကိုအန်ဆယ်လော်တီက ပြဿနာမရှိပါဘူးလူတွေသူ့အကြောင်းမေးတာကပုံမှန်ပါပဲဘာကြောင့်လဲဆိုတော့သူကဘရာဇီးဘောလုံးရဲ့ကံတော်ဝင်တယောက်ဖြစ်တာကြောင့်ပါလူရန်ကနေမာကိုအကောင်းဆုံးကြံ့ခိုင်မှုအနေထားပြန်ရစေခြင်းကြပါတယ်အားလုံးကနေမာအကောင်းဆုံးပုံစံပြန်ရဖို့မျှော်လင့်နေကြပါတယ်အမှန်တရားကတော့ဒီနေ့ခေတ်ဘောလုံးလောကကတောင်းဆိုမှုတွေအများကြီးရှိနေတာပါပဲအရေးသွေးတစ်ခုတည်းတင်မဟုတ်ပဲကြံ့ခိုင်မှုအနေထားရောစိတ်သက်ပြင်းပြမှုပါလိုအပ်ပါတယ်နေမာအကောင်းဆုံးပုံစံပြန်ရဖို့မျှော်လင့်ပါတယ်လို့ပြောကြားခဲ့ပါတယ်ဆန်ဒိုးစ်အသင်းဟာလက်ရှိအချိန်မှာ တန်းစင်းစုံအတွင်းရောက်နေတာကြောင့်နေမာကုန်ပြန်ဘက်ပြိသက်တွေကလှောင်ပြောင်နေကြကြောင်းလည်းသိရပါဗျ။